မင်္ဂလာပါရှင်။ရွှေကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့မြန်မာရုရှားစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံရေးဆွဲရန်ဆွေးနွေးတဲ့သတင်းဖြစ်ပါတယ်။ရုရှားနိုင်ငံကအလို့သဘောကြီးရောက်ရှိနေတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှားရေးသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မကြီးမင်းအောင်လိုင်ဟာစက်တင်ဘာ26ရက်ဒေသစံတော်ချိန်ညနေပိုင်းကရုရှားနိုင်ငံသမ္မတရဲ့အကြံပေးပုဂ္ဂိုလ်မစ္စတာအန်ဒန်ကိုဗီယာကော့ဖ်ကိုမော်စကိုမြို့ရှိ Reason Collection Hotel မှာလက်ခံတွေ့ဆုံခဲ့ပါတယ်။ တိစုံစိနေပွဲကိုပွဲစုံမှုကြီးမြောင်းလိုက်တဲ့အတူကော်မရှင်အတွင်းမှုတွဲပတ်အမှုဆောင်ချုပ်ပိုချုပ်ကြီးရဲဝင်းဦးကော်မရှင်ဖွဲ့ဝင်နိုင်ငံသားရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတန်းဆွေရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံအသံမကြီးဦးတစ်လျုံနဲ့တာဝန်ရှိသူတွေတက်ရောက်ကြပြီးရုရှားနိုင်ငံသမ္မတရဲ့အကြံပေးပုဂ္ဂိုလ် Mr. Andan Kovyakov နဲ့အတူဂုံတူးဆောင်ကောင်စီဝင်ကြုံနဲ့ RC Investment Fund ရဲ့ညွှန်ကြားရေးမှူးချုပ် Mr. Sergey Shadirovich နဲ့တာဝန်ရှိသူတွေတက်ရောက်ကြပါတယ်။တွေ့ဆုံဆွေးနွေးရမှာ မကြာမီကာလအတွင်းမြန်မာနိုင်ငံမှာလွတ်လပ်ပြီးကြားမြတ်တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးစီမံဆောင်ရွက်နေမှုနဲ့ရွေးကောက်ပွဲကျင်းပပြီးရင်ဒီမိုကရေစီစံနှုန်းတွေနဲ့ညီနိုင်ငံတော်တာဝန်ကိုလွှဲ့ပေးသွားမယ့်အခြေအနေတွေမြန်မာနိုင်ငံမှာကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲပေါ်ရုရှားနိုင်ငံအပါအဝင်နိုင်ငံတကာကလည်း အတိမတ်ပြုအပြီးထောက်ခံနေတဲ့အခြေအနေတွေနိုင်ငံနဲ့ပြည်သူတွေရဲ့ဘုံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုလမ်းပြနေပုံတွေရေးဆွဲပြီးစဉ်ဆက်မပြတ်ဆင့်ဆက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်လို့ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။